ပကြီးခင်စော်ရဲ့ milestone လို့မြည်ပေးထားတဲ့တကူတော်ပကြီးပြပွဲကို Channel 24မြန်မာပိုင်းကတင်ဆက်ပေးလိုက်ပါတယ်။အဆိုပါပြပွဲမှာတော့ဇေဒီပထိုးကြီးကြီးလက်ရိုးရသဘာဝတောတောင်ရှိဝင်းလေးကိုပကြီးဆရာကခန်းစားပုံပေါ်ရေးဆွဲထားတဲ့အမှုပညာပြောက်လက်ရပကြီးကားပေါင်းများစွာကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ကျွန်တော်နာမည်က Simon William ပါ။ ဒါပေမဲ့ဟိုဟိုကိုဆိုင်ဆိုလည်းသိပါတယ်ပကြီလောက်ကအဲကိုခင်စောနဲ့ကဟိုးတော့ငယ်ခင်တယ်သူဘောင်လုတ်ခဲ့ရမှာဒါတော့ကူရသူ့ရဲ့ပမောက်ဆုံးပွဲဆိုတော့ကျော်လည်းမရောက်အောင်လာကြည့်တော့ဘာများရေးထားလဲပေါ့ကောင်းတယ်တချို့ကတွေမထင်လောက်အောင်ကောင်းတယ်ဟိုတချို့ကကြတော့သူ့ရဲ့ဟိုစရေးခြင်းဘာခေါ်မလဲဟိုလက်ရပေါ့တချို့ကကြတော့တကယ်ပကြီဆရာကြီးလက်ရမျိုးကိုပေါင်းတယ်ဒါကတော့ဖြစ်တတ်ပါတယ်ကျွန်တော်ကတော့ဒီလို ီလောကထဲဝင်လာတော့ကျွန်တော်လက်တွဲခေါ်ရမယ်ဟိုကိုကဆရာဖြစ်လို့ရပါရောမဟုတ်ဘူးနော်ကို့မှာအဲအင်အားတစ်ခုထပ်တိုးလာပေါ့ကျွန်တော်ကြိုးစားပါတယ်ကိုခင်စောကိုခင်လက်ခင်နဲ့နောက်ရိုးလက်ရိုးရှင်းတယ်သူ့ပကြီးကကြည့်ရင်သိတာပါသူဘလောက်ကြီးရိုးတယ်ဆိုတာပကြီးကမှဟိုကြည့်လာတဲ့အဖြေပေါ်ပါတယ်နောက်လည်းဒီတဲ့မကပါနော်ထပ်ပြီးတော့ပွဲတွေများများလုပ်ပြီးတော့ဒီတဲ့ဟိုဘာခေါ်မလဲအမှုပညာဆန်တဲ့ကားတွေအများကြီးရေးလိုက်ပါသေးလို့ကျွန်တော်လည်းဆုတောင်းပါတယ် တချို့ကားတွေကြတော့ဟိုပုံပုံမှန်လက်ရလို့ပေါ့စာရေးတဲ့လူရဲ့လက်ရမျိုးအဲတချို့ကားတွေကြတော့တကယ်ပကြီးဆရာကြီးတယောက်ရေးတဲ့လက်ရမျိုးအရသာပါရှိတယ်ကျွန်တော်ကအဲ့ဒါမျိုးဖြစ်စေချင်တာပေါ့ဒါမှမဟုတ်အဲ့ဒါမျိုးဖြစ်ဖို့ဆိုရလဲပကြီးဆရာတိုင်းရောက်ဖို့ခက်တော့ခက်ပါတယ်သူ့မှာမထက်မတားတော့တွေ့တယ်အဲတော်တော်ကိုကောင်းတယ်ဒီတခြားကကြတော့တမျိုးကြတော့ဒါဒီဟာသူဖြတ်သန်းရမှာလေကျွန်တော်လည်းဒီလိုပဲဖြတ်သန်းကြရတယ် ။ဟောအရသာရှိတဲ့ကာတော်တော်များများတွေ့ရတော့ကိုပင်စားကိုခြေသူးလဲတင်ပါတယ်ဒီလိုပွဲလုပ်တဲ့အတွက်နောက်နောက်နဲ့လုံနိုင်ပါစေလို့ဆုလက်ဆုတောင်းပေးပါအာကျွန်တော်ပကြီးပကြီးအောင်မြတ်ပါဒီဘွဲကိုလာ ကြည်ပြတဲ့အားကြောင့်ကျွန်တော်တို့ဒီကြည်ဥခင်ဆောင်ပေါ့နော်ဥခင်ဆောင်လည်းကျွန်တော်တို့เนี่ยပြောတော့ဟိုမိတ်ဆွေတွေပြီးတော့ဒီပကြီးလောကထဲမှာဒါဟောပေါ့နော်အဲရင်းနှီးတဲ့သူတွေပေါ့အဲ့တော့သူ့ရဲ့အမှုပညာတွေကလည်းပကြီးကားတွေပေါ့နော်သူပကြီးကားတွေကလည်းကျွန်တော်တို့ဒီဘယ်လိုပြောလဲသူကိုယ်တိုင်ဖန်တီးထားတဲ့ကားတွေပေါ်မှာကျွန်တော်တို့ကတက်တက်တာလည်းပါတယ်ပြီးတော့ဥခင်ဆောင်လည်းကျွန်တော်တို့ကဒါဟောပေါ့ကာလာအတန်ကြာဟို ခင်မင်ခဲ့တဲ့မိတ်ဆွေတွေပေါ့ပြီးတော့ပကြီလောကထဲမှာလည်းအတူတူရှိနေတဲ့ခါမှာသူဘာရေးထားတယ်လဲဆိုတော့လည်းကြီးတဲ့သဘောပါအဓိကတော့သူ့အမှုပညာကိုကျွန်တော်တို့ကဟိုပါပေါ့အတိမတ်ပြုတဲ့သဘောပါပဲအဲ့တော့လာတော့ပါဘလို့မှမရလဲဆိုတော့ကျွန်တော်တို့ပေါ့နော်အဓိကတော့ဟိုသူ့ရဲ့ဒီဖြတ်တန်းခဲ့တဲ့အအပေါ်မှာပေါ့နော်သူဒီဒီသူ့ရဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့ရေးထားတဲ့ပကြီကားတွေဖြစ်နေတာကိုတော့တွေ့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်ပါလဲဆိုတော့ဟို သူ့ရဲ့ဒီဖန်တီးမှုပေါ်မှာလည်းကျွန်တော်တို့ကဟိုဘယ်လိုပြောလဲကိုမမြင်ကိုမမြင်နိုင်တဲ့မြင်ကွင်းတစ်ခုပါမျိုးရှုတော့ကနေရေးထားတဲ့ပိုင်းတွေလည်းတွေ့ရတယ်အဲ့အတွက်လည်းကျွန်တော်တို့ဘာလဲဆိုတော့ဒီဘွဲကိုလက်ကြည့်ရတဲ့အတွက်ကျွန်တော်တို့နှစ်သက်ပါတယ်အော်ဘာပြောချင်လဲဆိုတော့ကျွန်တော်တို့အဓိကကျွန်တော်မိတ်ဆွေဥခင်စောကျန်းကျန်းမာမာနဲ့ထပ်မံပြီးတော့လည်းကြည်ကားများစွာပေါ့နော်ဆက်လက်ရည်ဆွဲနိုင်ပါစေအမှုပညာသစ်တွေကိုလည်းဆက်လက်ဖန်တီးနိုင်ပါစေဥခင်စောကြော်ရှင်ကျမ်းပါပါလေအဲ့လိုပဲကျွန်တော်ဆုတောင်းခြင်းပါတယ် ဟုတ်ကဲ့ပါကုလိုမိုင်းစတုံးလို့အမည်ပေးထားတဲ့ပကြီးခင်စော်ရဲ့တကောတော်ပကြီးပြပွဲကိုတော့ရန်ကုန်မြို့အောင်ဆန်းကွင်းမြောက်ဘက်တန်းမှာရှိတဲ့ OKF Gallery မှာစက်တင်ဘာလ29ရက်နေ့မှာစက်တင်ဘာ29ရက်နေ့ထိပြသသွားခဲ့ပါတယ်ခင်ဗျာ